အမှုပတ်ရပြန်တဲ့မင်းသားဝန်ပင်အားလုံးမင်္ဂလာပါကေဒရမာခေဥကာလာမှာမိန်ကလေးပြိသက်တွေကိုဆွဲဆောင်နိုင်ခဲ့တဲ့ကန်ဝင်မင်းသားတလက်ကတော့ထဲဆောက်လူလူတီများကြတဲ့မင်းသားဝန်ပင်ဖြစ်ပါတယ်ဝန်ပင်ဟာစောင်းဥရွက်တွေချစ်သက်တဲ့ကြောင်ညာချစ်သူစရိုက်ဇလန်းတွေနဲ့ပြိသက်ချစ်တော်မင်းသားတလက်ဖြစ်လာခဲ့တဲ့သူပါအခုချိန်မှာတော့ဝန်ပင်ဟာအမှုပညာလောကမှာလှုပ်ရှားမှုတွေကျဲနေပြီဆိုပေမဲ့မီရွယ်ပဲပြဿနာတစ်ခုကြာရောက်ရှိခဲ့ပါတယ်ဝမင်းဟာကွယ်လွန်သူမင်းသမီးခင်ဆယ်ရွန်နဲ့မင်းသားခင်ဆွေဟွန်းတို့ရဲ့ဇလတ်မှာအတင်းဆွဲထည့်ခံလိုက်ရပါတယ်။ ကင်ဆယ်ရောဟာကလေးသရုပ်ဆောင်လဲဖြစ်ခဲ့သေးတဲ့အတွက်2010တုန်းကကိုရီးယားရဲ့ရဝင်ငွေအကောင်းဆုံးရုပ်ရှင် The Man from Nowhere မှာဝင်ပင်းနဲ့အတူတွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။ကင်ဆယ်ရောဟာဒီရုပ်ရှင်ကနေ Korean Film Awards နဲ့ Mass Film Awards တို့မှာအကောင်းဆုံးမင်းသမီးဆုနှစ်ခုရရှိခဲ့ပါတယ်။ဒါအပြင်ဆယ်ရောက Baekseon Arts Award မှာလဲစကားတင်ဆင်းဝင်ခဲ့ပါသေးတယ်။ ရုပ်ရှင်ရိုက်ကူးရေးပြီးမှဝမင်းကဂင်ဆယ်ရွန်လေးကိုလက်ဆောင်တွေပေးခဲ့ပြီးဒီအထဲမှာပန်းရောင် laptop တစ်လုံးအယုတ်တစ်ခုပြီးတစ်ချောင်းနဲ့ဆောင်တထဲတို့ပါဝင်ခဲ့ပါတယ်။နှစ်ယောက်ကအတူရိုက်ကူးဖို့ရာဒီတကားပဲရှိပေမဲ့သူတို့ရဲ့ခင်မင်မှုကတော့နှစ်ပေါင်းများစွာတည်ရှိနေခဲ့ပါတယ်။2019မှာကိုရီးယားမီဒီယာကဂင်ဆယ်ရွန်ကြောင့်ဝန်ဘင်းစလိတ်ဖြစ်လိုက်တာဖြစ်ကြောင်းဖော်ပြခဲ့ကြပါတယ်။ The Man From Nowhere ရိုက်ကူးရုံးကဆယ်ရွန်လေးဟာအသက်10နှစ်ပဲရှိပါသေးတယ်။ဒါကြောင့်ဝန်မင်းကကလေးအတွက်စလိတ်ဖြတ်ခဲ့ပြီးရိုက်ကူးရေးပြီးမှတကယ်စလိတ်ပြတ်သွားခဲ့ပါတယ်။ 2025ဖေဖော်ဝါရီ16မှာဆယ်ရွန်ကိုနေအိမ်မှာတည်ဆုံးလျက်တွေ့ရှိခဲ့ကြပါတယ်။ဝမင်းကဆယ်ရွန်ရဲ့စာပနာကိုလွမ်းသူပန်းခွေပို့ပေးခဲ့ရုံနဲ့မကဘဲအခမ်းအနားကိုကိုယ်တိုင်တက်ရောက်ခဲ့ပါသေးတယ်။သတင်းတွေမှာဖော်ပြထားတာကတော့ဝမင်းဟာသူ့ကိုကင်မရာတွေဝိုင်းရိုက်နေကြတဲ့အတွက်စာပနာပွဲကနေချက်ချင်းပြန်ခဲ့ရကြောင်းသိရပါတယ်။လက်တလုံးမှာဝမင်းဟာဂင်ဆယ်ရွန်နဲ့ဂင်ဆူဟွန်းတို့ရဲ့အရှုပ်တော်ပုံတွေကြားမှာပါဝင်နေတယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေပါတယ်။ ဒီပြဿနာကတကယ်ကိုဆိုးရွားပြီးဂင်ဆူရုံးဟာဆယ်ရုံအသက်၁၄နှစ်မှာတင်အတူအိတ်ခဲ့တာပါဒီကိစ္စကိုဖော်ခဲ့တဲ့အတွင်းသတင်းပေးရဲ့ဇနီးကသူတို့ကိုဝမင်းကအပိတ်ကူညီခဲ့ကြောင်းဖော်ထုတ်ခဲ့ပါတယ်အဲ့ဒီတုန်းကသတင်းပေးဟာဒါဝန်မင်းမမသိသေးပေမဲ့ကျေးဇူးတင်ကြောင်းလည်းပြောခဲ့ပါသေးတယ် ဒါပေမဲ့လည်းဒီဇယ်လမ်းမှာဝန်မင်းနာမည်ပေါ်လာတာဒီတခုတည်းမဟုတ်ပါဘူး။ match လောက်မှာတော့ငါလည်း Ginseron ရဲ့သွေးသားမတော်ဆက်တဲ့အတော်ဆိုသူဟာ Garosero Institute ဆိုတဲ့ YouTube channel မှာပါဝင်ခဲ့ပြီးခင်းစွန်းဟွန်းရဲ့ဇယ်လမ်းကိုစဖော်ခဲ့ပါဗါတယ်။တိတ်မကြခင်မှာပဲ comment မှာ netizen တယောက်ကဒီဇယ်လမ်းမှာဝန်မင်းပါနေတဲ့အကြောင်းရေးသားခဲ့ပါဗါတယ်။ Korea သတင်းဌာနတွေရဲ့ဖော်ပြချက်အရဒီ netizen ဟာ Ginseron နဲ့ Ginseron ဟွန်းနဲ့ Gold Medalist ကိုပေးရမယ့်အကြွေဝန်တန်း900အကြောင်းကိုဝန်မင်းသိတဲ့အခါဂျာဝန်ဆက်ပေးဖို့ဝင်ရောက်ညှိနှိုင်းခဲ့သေးတဲ့အကြောင်းသိရပါဗါတယ်။ ဒါပေမဲ့လည်းမေလ9ရက်နေ့မှာဝမင်းရဲ့ကိုယ်စားလှယ်တွေကဒီကိစ္စတွေအားလုံးကိုညှင်းဆန်ခဲ့ပြီးဝမင်းဟာစာပနာကိုတက်ရောက်ခဲ့ရုံပဲလို့ဖြေရှင်းချက်ထုတ်ပြန်ခဲ့ပါတယ်။ဝမင်းကကွယ်လွန်သူရဲ့ဂုံတိတ်ခါကိုငဲ့ညာချဖို့ကိုလည်းမြစ်တိုင်ရက်ခံထားသေးပြီးမလိုလားအပ်တဲ့သတင်းတွေရှောင်မထုတ်ကြဖို့ကိုလည်းတတိပေးတာမြင်ခဲ့ပါသေးတယ်။နီတီဇင်တွေကတော့ဂင်းဆွင်းဟွန်းနဲ့ဂင်းဆယ်ရွန်ရဲ့မိသားစုတို့ဇလန်းမပြည့်ပြတ်နိုင်ကြသေးရင်တော့မဆိုင်တဲ့သူတွေကိုပါဆွဲမထည့်ကြဖို့ဆိုရှယ်မီဒီယာတွေမှာပြစ်တင်ဝေဖန်နေကြပါဗျ။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်ရှင်။